ဒီနေရာအာယုံပြတဲ့အခါမှာဒိဋ္ဌိဒါရမင်းရဲ့အချက်ကောင်းလို့ဆိုနေလို့ဒီလိုဘုရားဘာသာမြန်မာလူမျိုးတွေဘာသာရေးနဲ့ပြည်သူတွေတော့ပြောနေမှာမဟုတ်ဘူးအချင်းတော်ဆိုတဲ့အချုပ်တော်ဆိုတဲ့အရာမှာဒီလိုရဲ့ဒီတနာရာဂတွေနဲ့ချုပ်ပြီးထားတဲ့ဥပဝါဒီပါလေဥပဝါဒီကဘာလဲဆိုရင်အချင်းသာရရဲ့ ကာမဂုဏ်ရဲ့အကျဉ်းသားဒီလူလင်းတို့ကုသင်းတို့ဆိုတဲ့ကုသင်းတို့ကိုဟာဝါလုံးကြားဆောင်ကြောင်းဖြစ်တယ်လို့ပြောရပါတယ်ဗာဒိုင်းမောရယာရာဘုရားကိုဆုကောင်းတော်လက်ဆော့ဘုရားဒီနေရာနေဒိတ်ဆက်ကောင်းတော်ဟိုလှမ်းပြီဆိုလက်ဆော့ဘုရားလမ်းလျှောက်တော်ကြတော့ဘိမသာရမင်းရဲ့ဒီနေရာမှာနောက်ဆုံးချိန်ကြီးတရားပေါ်မှာကြီးညိုသွားတဲ့အချင်းကြောင့်နားရရအဲ့တော့သူ့အနေနဲ့ဒီမှာဆိုတာလည်းသိခဲ့အတိ ရှိပြီးတော့ဘုရားရှင်လူစိတ်မပြောက်ဘူး။ဒါလည်းဆိုလို့ရှိရင်သူ့ကိုထောင်ပြင်းအချင်းချတဲ့နေရာဒီဘုရားကိုဘုံညုံလို့ရတဲ့နေရာဖြစ်ဖြစ်အဲနေရာမျိုးဖြစ်မှသာပြန်ပြီးအစဉ်ပြေမယ်ဆိုတဲ့အကြောင်းသားတော်တောင်းဆိုလို့ဒီနေရာကိုယူနေတာ။အဲ့တော့ဒီနေရာယူတဲ့အခါမှာဟိုဟာဒီဒီတစ်ခုရှိတယ်။အဲ့ဒီဇေဒီကကိုယ်ကိပဲနဲ့တည့်ရတဲ့ဇေဒီအဲ့ဒီဇေဒီရဲ့ခဆောင်းဆောင်းအဲ့ဒီကြောင်ကျိုးတစ်လျှောက်ဆင်းတဲ့ခါမှာ အဲ့ဒီတောင်ရိုးရဲ့ဒီသစ်ပင်ထိပ်ထိပ်မှာဘူးဘူးလေးရှိတယ်။တောင်အထင်လေးရှိတယ်။အဲ့ဒီတောင်အထင်ကြီးကလူနိုင်အဲလမ်းလျှောက်သွားလို့ရှိရင်နိုင်တနိုင်ဘွဲလောက်လျှောက်တယ်။ဘူးရင်းမှာဆင်းနေတယ်။အဲ့ဒီနေရာကြီး Facebook တောင် Facebook တောင်တော်ကနေလာလို့အားလုံးကသတ်မှတ်ထားတဲ့နေရာဖြစ်တယ်။ဒီနေရာနေကြည့်လို့ရှိရင်အဲ့ဒီနေရာကိုလည်းနေရတယ်။ အဲ့တော့ဒီနေရာမှာဘာဖြစ်ပေါ်ခဲ့တယ်လဲဆိုရင် ဝေဒီမိဖုရားကတားပုံမှာဘလောက်ထိမိခင်မေတ္တာတွေပြသခဲ့တယ်လဲအဲ့တော့ဝိရိယမိဖုရားကတားတော်စားတတရဲ့အာနာဇက်ကို မတွန်းလန်နိုင်တဲ့နောက်ဆုံးမှာထောင်ဝင်စားလာတွေ့တဲ့အခါမှာသူ့ကိုယ်သူ့ကိုခန္ဓာကိုယ်မှာပြရည်စတုမလူပြရည်စသည်အပြင်စားစရာတွေလိမ့်ကျန်ပြီးတော့အနီးမျိုးအဖုံဖုံနဲ့ဗေမိတရာမင်းကြီးကိုလာတွေ့ခြင်းဖြင့်အာရဒနာတွေပြုတယ်ပေါ့ အဲ့တော့စပင်ကြားတွေထူပြီးတော့ဆန်းဆန်းပင်နေအုပ်ပြီးတော့ခေါင်းပေါင်းနေကြမှာမြို့မြို့တည်တဲ့နောက်ဆုံးအဲ့ဒီထောင်းဝင်းသာတောင်တွေးခွင့်မပေးတော့တဲ့အခြေအနေအထိအသာတတကအမိန်ထုတ်တယ်ပေါ့အဲ့တော့ဝေဒီမီဘုရားလည်းပဲသားတော်ရဲ့အာနာဇက်ကို မတွန်းလှန်တဲ့နောက်ဆုံးဒီစိတ်နဲ့ပဲသူတည်သွားရတယ်အဲ့တော့ဒီနေရာမှာဗိမိသရမင်း ထောင်းသွင်းခြင်းချတဲ့အခါမှာစတ္တာတယ်ရီလာတယ် စတာတယ်ဆိုတာကဥဒ္ဓနုယခုခေတ်စာသဘောတန်ဘာသာရေးဘာသာစကားသဘောတရားရနားလည်တဲ့ခံမှာကောင်းကြီးပေးတဲ့သူစပင်ညှက်ပေးတဲ့သူဘုရောကစာပေစကားရစတာတယ်ဒီလာတဲ့ခံမှာမိမိသာရမင်းကစတာတယ်ဒီနဲ့တွေ့တဲ့ခံမှာဟောသူသားကသူ့အပေါ်မှာဘလောက်ဒီမေတ္တာထားတယ်လေပေါ့ငါမေတ္တာပြန်လဲပြီးတော့တဲရောက်တာဖြစ်မယ်ပေါ့သူလူကျင်နာဘာတွေးလိုက်လဲဆိုရင်သူ့မှာရှုပ်ပွနေတဲ့မေးမွေးတွေပတိုင်းမွေးတွေ ကောင်းမွေးတွေကိုရှင်းပေးဖို့လာတာပဲဆိုတဲ့အတွေ့အဲ့ဒီကြည့်တွေ့လို့မယ်တဲ့မိသားစုရဲ့သဘောတရားရာမိခင်ဖန်ဖခင်တွေကသာသမီပေါ်မှာတွေးတာဒါပေမဲ့လို့အဲ့ဒီစက်တာတွေဒီလာတဲ့ရှင်းပေးဖို့လာတာမဟုတ်ဘူးတဲ့ဘာလို့တာလဲမေးရင်ခြေဘဝကိုဓာတ်နဲ့ဖွဲ့ပြီးတော့စားသိပ်ပြီးရှာမိခင်တဲ့အခြေအနေမျိုးကို ဘာလို့မတည်တာလဲလို့အနည်းမျိုးမျိုးတွေးရင်တွေးရင်ကနေပြီးတော့နောက်ဆုံးဒီဝရရဲ့အကြံဉာဏ်ရတာဘာလဲဆိုရင်လမ်းလျှောက်ပြီးတော့ဗိမိဒရာမင်းကသောတာပန်ဆင်းလောက်ကြည့်တရားအားထုတ်ပြီးတော့တရားလူတရားမြတ်ရတဲ့အချိန်မှာသူ့အနေနဲ့မတည်နိုင်တဲ့အကြောင်းတရားတွေတရားဘာဝနာပွားများတဲ့ဇင်ညာကမ္မတန်တွေလျှောက်တဲ့အဲ့ဒီလိုနဲ့ထောင်ထဲမှာနေပြီမယ်လို့သူ့ရဲ့စိတ်ကအင်မတန်မှနှုတ်ပြနေတယ်အင်မတန်မှ ာထိကမ်းမှုတိတ်မပြတဲ့အခြေအနေမျိုးမှာအကြံဉာဏ်တောင်းတဲ့ကောင်ကအစာတသက်ကိုဒီဝရကအကြံဉာဏ်ပြတယ်နန်းလျှောက်ပြီးတော့ဉာဏ်ဉာဏ်သွားနေလို့သတိအပြင်အကြောင်းတရားတွေများစွာပြောတဲ့အတွက်ကြောင့်အဲ့ဒီနန်းမလျှောက်နိုင်အောင်လို့ဆိုပြီးတော့ခြေဘွားကိုဓာတ်နဲ့ခွဲပြီးတော့သတ္တလေကိုသတ္တလေရဲ့အဲပြုမှုဆောင်ရွက်ခြင်းနဲ့အစံတတရဲ့အမိန့်ကြောင့် ဒီနေရာမှာပဲခြေဘွားဒါနဲ့ဖွဲစားတိတ်ပြီးတော့ရှာမိกินတယ်ဆိုတော့ဘုရင်တို့ကြောက်နာဝါရှိတာဒီနေရာမှာဖြစ်ပေါ်ခဲ့တယ်အဲ့တော့ဒီနေရာမှာဖြစ်ပေါ်ခဲ့တဲ့အချင်းညာမိမိတရာမင်းကြီးနိုင်ရဆန်သွားမဲ့နိုင်ရဆန်ကံတော်ကိုမဲ့အခြေဒီမျိုးနဲ့အသာတတ်ဘီမင်းမြတ်ကသူ့ရဲ့ရင်သွေးမွေးတဲ့အချိန်နဲ့တစ်ထက်တည်းကြတယ် ်ဒီဘိနိတာကိန်းကိုနိုင်ရွာဆန်ဖို့ရာအတွက်တေရောမဲ့ချီနေအမင်းချပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့သားလည်းမွေးရောသူ့ရဲ့ဖခင်မေတ္တာကတာသမီးပေါ်မှာဘလို့ဖြစ်ပေါ်တတ်တယ်လဲဆိုတာသူ့ကိုယ်တိုင်ပဲနားလည်ခဲ့တဲ့အချိန်မှာသူ့အဖေထောင်သွင်းချင်းကြတဲ့ဒီနေရာကိုတဝန်လာပေးဖို့တာမမီတော့ဘူးဖေးရတည်တဲ့အချိန်သားကမွေးတဲ့အချိန်အဲ့ဒီအချိန်နှစ်ခုဟာ ရှင်းစင်နောက်စင်တွေဖြစ်ပေါ်ခဲ့တယ်လို့ဘုလိုဝင်ပါပြားထားတယ်ဆိုလိုချင်တာကဘာလဲဆိုရင်ကိုချင်းစာတရားဆိုတာအဲ့ဒါကိုဆိုရင်နားလည်ရမယ်အဲ့တော့ကိုမသားသမီးမရှိသေးသေး၍မိဘတွေကိုသားသမီးတယောက်အနေနဲ့နားလည်နိုင်စွာခက်ခဲတယ်ဆိုတာကိုပြောချင်တယ်အဲ့တော့ကိုသားသမီးရလာတဲ့အခါမှာကိုယ့်ရဲ့မိဘတွေကိုယ့်ပေါ်မှာဘယ်လိုသဘောထားတယ်လဲ ကိုသားသမီးပေါ်မှာကို့အနေနဲ့ကိုကဘယ်လိုသဘောထားရမလဲဆိုတာကိုမိဘမေတ္တာဒီနေရာမှာဟောကြည့်တယ်။အဲဒါကြောင့်မလို့အဇာနာဘိမိမြဟာဘိမိသာရဟာကဘိမိသာရကိုယ်တော်ပြီးတဲ့နောက်ပိုင်းမှာသူသားယန္တနာဝေးပွားခြင်းနဲ့ပတ်သက်လို့ရလာတဲ့အမှုမိတော့ကတွေကိုမြတ်စွာဘုရားရှင်ကိုရောမျက်စီမရောက်ခင်အချိန်ကာကာလမှာဒီမျိုးမျိုးနဲ့ဒီတော့ကတွေရင်းကိုကြံရွယ်ခဲ့ပြီမဲ့လို့မအောင်မြင်တဲ့အစုံ ခဏနေရောက်ခဏနေသွားရင်တွေ့ရမယ်ဇီဝကတရဥယင်ဆိုတဲ့ရှိတယ်ဇီဝကရဲ့အကူအညီနဲ့ဒီနေရာမှာဖြစ်ပေါ်ခဲ့တဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဒုက္ခဝေဒနာတွေကိုဇီဝကရဲ့အကူအညီနဲ့မြတ်စွာဘုရားရှင်ကိုတော်မျက်စီဗိမိဒါရမင်းကိုတတ်ခဲ့တယ်တာတော်အဇာတတကတွေးဆုံဝင်ရတယ်တဲ့အဲ့ဒါကဒုတိယနေရာမှာပြောကြမယ်ဒီနေရာကအချင်းချင်းပြန်မဲ့မယ်ဆိုရင် ဖာကင်ဘိမိသာရမင်းကြီးကိုတားတော်ဇာတတကထောင်းသွင်းအချင်းချတဲ့နေရာနောက်ဆုံးအတိနောက်ဆုံးထွက်တဲ့အတိဖျားပေါ်မှာသရတရားမပြစ်ဘဲနဲ့ခူးမြော်ကြီးညိုလို့ရတဲ့နေရာမျိုးမှာစီမံခိုင်းပြီးတော့ဖျားကုံကိုအာယုံပြုပြီးတော့ဖျားကိုကြီးညိုသွားတဲ့နေရာဒီနေရာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီနေရာကပေးတဲ့သင်ခန်းစာကိုယူကြမယ်ဆိုရင်ဦးဇင်းတို့ဒီလည်းပဲဗုဒ္ဓကိုကိုယ်ပွဲယုံကြည်ကြတဲ့ဗုဒ္ဓဘာသာဝင်တွေပြီးပြီးအသက်ထွက်တဲ့ နောက်ဆုံးအခြေအနေဒီအင်းလိုပါဘုရားရဲ့ကိုတရားရဲ့ကိုတန်ခါရဲ့ကိုနေကိုအာယုံပြုပြီးတော့ပူဇော်ကြောနိုင်ဖို့လိုတယ်ကိုယ်ဝယ်ရှိကနိုင်ဖို့လိုတယ်အဲ့ဒါကိုအချင်းချုပ်ပြီးတော့ပြန်လဲပြီးတော့မှတ်သားမယ်ဗိမိသာရမင်းရဲ့အချင်းတောင်အစာတသက်ဒီနေရာမှာသူ့ဖေကိုနိုင်ပါဆံကံတော်ကိုအောင်ပြုလုပ်ခဲ့တဲ့နေရာဖြစ်တယ်သာသမီနဲ့မိဘရဲ့တန်ရုံးစဉ်အကျိုးတရားအကျိုးတရားအကြောင်းတရားတွေကိုနားလည်ပြီးတော့တောင်းဝေကယူနိုင်ဖို့လိုတယ် ဒီ try ချန်ပြီးဒီမှာနေပြေးပဲနဲ့ပဲ Facebook တောင်းပေါ်ဒီလို follow မရတော့ဘူးကေပဲအဲလမ်းပြီးတော့အယုံမျိုးဒီရားနေလည်းမြင်ရတယ်ဒီလိုနားလည်ရမှာမှတ်သားရမယ်ဆရာဇီဝကရဲ့တရားဥယျင်မှာဦးဇင်းတို့တဇောင်းပေါင်းလာပြည့်နေ့တာမညာဖလားအခါတော်နေ့အဖြစ်သတ်မှတ်တဲ့နေရာဒီနေရာပဲဖြစ်တယ်အဲဒါဒီ ဆရာဇီဝကရဲ့တရားဥယျင်နေရာလို့သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်။ဒါသာမညာဖလာတုတ်ဟောတော်မူတဲ့နေရာဒီနေရာအသာတတကျွတန်းဝင်တဲ့နေရာဒီနေရာအဲ့တော့ဆရာဇီဝကရဲ့အကူအညီနဲ့မြတ်စွာဘုရားရှင်ကိုရောင်းမြင်းနဲ့ဇီဝကကျေးဇူးကြောင့်အသာတတနဲ့တွေ့တဲ့နေရာဒီနေရာသာမညာဖလာတုတ်ဟောတော်မူခဲ့တဲ့နေရာဒီနေရာဖြစ်တယ်။သံဃာမုံလာပြီးနေသာမညာဖလာအခါတော်နေဆိုတာဒီနေရာဖြစ်တယ်။ အဲ့တော့ဉာဏ်ပြူရခြင်းအကျိုးကြောင့်တရားတွေဒီမှာဟောခဲ့တာဖြစ်တယ်အဲ့ဒါကိုနားလည်ရမယ်။ဟုတ်ကဲ့ဒီလို့